ကဲမန်စီဖန်ညီကိုရီအားလုံးမင်္ဂလာပါကျွန်တော်ကတော့ဘူတက်ကြည့်ပါမန်စီတင်းကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်အနေနဲ့ကျွန်တော်တို့မန်စီအတင်းကဒါပြောင်းရွှေ့ J Euro 1090နဲ့ Rangers ကိုခေါ်ယူပြီးရဲ့နောက်ပြောင်းရွှေ့အခြေအနေလေးတွေကိုကျွန်တော်ညီကိုရီတင်ဆက်ပေးခြင်းပါတယ်အဲ့တော့ကျွန်တော်တို့မန်စီတင်းက Rangers ကိုကျွန်တော်တို့ခေါ်ယူခဲ့တယ်ဆိုတာကျွန်တော်မနေ့ကတင်ဆက်ပေးခဲ့ပြီဖြစ်တဲ့ဒီ Rangers ကကျွန်တော်တို့ ဒါယူရိုတန်း80မီလီယံနဲ့မန်စီးတီးယံပြောင်းရွှေ့တယ်ပြီးတော့ကျွန်တော်တို့9နှစ်စာချုပ်ချုပ်မှာအဲ့တော့တစ်နှစ်ကိုယူရို10တန်းတိရမယ်ဆိုပြီးတော့သိရတယ်အဲ့တော့ကျွန်တော်တို့မန်စီးတီးယံက Rangers ကိုဘယ်နေရာအတွက်ခေါ်လိုက်တယ်လဲဆိုလို့ရှိရင် Gandogan အတွက်ခေါ်လိုက်တာပါအဲ့တော့ number 6 row နေရာမှာကျွန်တော်အရင်ကတော့ Kovacic ရှိတယ် Gandogan ရှိတယ်လက်ရှိချိန်မှာ Kovacic ကဒဏ်ရာကြောင့်3လလောက်နားရရမယ့်အချိန်မှာကျွန်တော်မကြခင်အချိန်တွင်းမှာလည်းကျွန်တော်တို့ club world cup ပြိုင်ပွဲကို ဝင်ရောက်ရှင်ပြိုင်ကစားရောမှာဖြစ်တဲ့အတွက်ကျွန်တော်တို့မန်စီအတင်းကဒါဂန်ဒိုကန်နေရာကိုကျွန်တော်တို့ရိန်ဂျာစ်ကိုခေါ်ယူလိုက်တာပဲဖြစ်တယ် ဂန်ဒိုဂန်ကကျွန်တော်တို့အတက်ရွယ်ပိုင်းခြားတစ်ခုအရခြေစွမ်းပိုင်းကျလာတဲ့အချိန်မှာကိုဘစစ်ကလည်းတင်းရရနေတဲ့အချိန်မှာကျွန်တော်တို့မန်စီတင်းကဒီနံပါတ်၈ရူနီယာကိုကောင်းကောင်းကစားနိုင်တဲ့ဒါရိန်ဂျာစ်ကိုခေါ်ယူခဲ့တာရိန်ဂျာစ်ကိုဘာကြောင့်ခေါ်ယူခဲ့တယ်လဲဆိုလို့ရှိရင်ရိန်ဂျာစ်ကခြေစွမ်းပိုင်းမှာတော်တော်လေးကိုကောင်းမွန်တဲ့အနေထားလို့ပြောလို့ရတယ်နံပါတ်၈ရူနီယာကိုကောင်းကောင်းကစားနိုင်တယ်ပေါ့နော်ကန်စပိုင်းကူမူမီမှာအနှဲငယ်အားနည်းပေမဲ့အဲ့ဒီညာဘက်ကကျွန်တော်တို့ရူတီရှိတယ်ဒါပေမဲ့ဒါရိန်ဂျာစ်ကဒါ ထန်စပိုင်းနဲ့တိုက်စစ်ပိုင်းကို balance မြောက်ပြုလုပ်ပေးနိုင်တဲ့ number 8 rule နေရာကိုကျွန်တော်ကောင်းကောင်းကစားနိုင်တယ်လို့ကျွန်တော်သိရတယ်။ဒါကြောင့်မဲကျွန်တော် Rangers က series တနစ်တာအကောင်းဆုံးကွင်းလည်ကစားသမားဆုရရှိခဲ့တာဖြစ်တဲ့အတွက်ကျွန်တော် Man City တင်းကတော့ဒီကစားသမားကိုရယူခေါ်နိုင်ခဲ့တာပဲဖြစ်တယ်။အဲ့တော့ဒီကစားသမားကမကြခင်မှာပဲစစ်စစ်မှုတွေပြုလုပ်ပြီးတော့ Man City တင်းက official ကြီးညာမယ်လို့သိရပါတယ်။အဲ့တော့ Rangers ကိုခေါ်ယူပြီးတဲ့နောက်ကျွန်တော် Checky ကရက်တက်မနီ sorry ကျွန်တော် Man City တင်းကရက်တက်မနီပဲ Checky ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းလာတယ်လို့တွေ့ရတယ်။ ကျွန်တော်ချက်ကီနဲ့ပုံကူရေးဆိုင်ရာအရသဘောတူညီမှုရယူခဲ့တယ်အထူးသဖြင့်ကျွန်တော်တို့ဒါအသက်20နှစ်အရွယ်ဒီပြင်တစ်ကွင်းလေကစားသမားလေးလာလာရှိတဲ့စိတ်နှုံးလေးတပွင့်လို့ပြောလို့ရတဲ့ကစားသမားကိုပုံကူရေးဆိုင်ရာသဘောတူညီမှုရပြီးတော့ကျွန်တော်လိုင်ယွန်တင်းကိုမကြခင်ချက်ကီအတွက်ပြောင်းရွှေ့ခြင်းတည်းရဲ့ကန်လန်းလိုက်မယ်လို့တည်ရတယ်အဲ့တော့လိုင်ယွန်တင်းကဒီချက်ကီအတွက်လိုချင်နေတာက Euro 10 40 မစီတင်ပေးခြင်းတွေက Euro 10 30အဲ့တော့တို့ဂျားထဲမှာကျွန်တော်တို့ Euro 10 30နဲ့10 40ဂျားထဲမှာကျွန်တော်တို့ဂျားပြောင်းရွှေ့ခြင်းတင်းရက်နဲ့ပဲအဆင်ပြေသွားဖို့များပြီးတော့ချက်ကီယာကျွန်တော်တို့မန်စီအတင်းကိုရောက်လာမဲ့ဒုတိယမြောက်ကစားသမားဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့မကြာခင်ရပိုင်တွင်မှာပဲကျွန်တော်တို့မန်စီတင်းစီကိုရောက်နာလာနိုင်တယ်ပေါ့နော်အဲ့တော့ချက်ကီကိုဘာကြောင့်မန်စီရခေါ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီချက်ကီကခုမှအသက်22နှစ်ပဲရှိသေးတယ်လိုင်ယွန်အတင်းနဲ့ကျွန်တော်ပြိုင်ပွဲစုံ54ပွဲကစားခဲ့ပြီးတော့ကျွန်တော်တို့ ဂိုးဖန်နေမှုအကျိန်20အထိတောင်ကျွန်တော်လုံနိုင်ခဲ့တာဖြစ်တယ်။ပြောရမယ်ဆိုဒီပမာဏကကျွန်တော်တို့မန်စီးတင်းအတွက်တကယ်လိုအပ်နေတဲ့ဒါဒီကစားသမားပေါ့နော်။ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကေဗင်ဒီဘရိုင်းခြေစွမ်းကျတာပဲဖြစ်ဖြစ်ကေဗင်ဒီဘရိုင်းမပါနိုင်တာပဲဖြစ်ဖြစ်အဲ့ဒီအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့မန်စီးတင်းကဖန်တီးနိုင်စွမ်းနဲ့အရင်ကြော့ကျသွားပြီးတော့ကျွန်တော်တို့ရလက်တွေဆိုးရွားတော့တာကိုကျွန်တော်တို့မကြာခဏဆိုလို့မြင်တွေ့ရလေးရှိပေါ့နော်။အဲ့တော့ဒီအချိန်20တိတိတောင်ဖန်တီးပေးနိုင်ခဲ့တဲ့ဒီကစားသမားကကျွန်တော်တို့မန်စီးတင်းကိုရောက်လာလို့ရှိရင် ဒါကျွန်တော်မန်စီးတင်းအတွက်လိုအပ်နေတဲ့ကွက်လက်တစ်ခုကိုဖြည့်တင်းလိုက်နိုင်တယ်လို့ပဲပြောရမယ်။အဲ့တော့ကယ်ဗင်ဒီဘိုင်းထွက်သွားပြီးတဲ့နောက်မှာဂိုးဖန်ဒီမှုနည်းနေတဲ့ကျွန်တော်မန်စီးကွင်းလေကိုချက်ကီနဲ့အစားထိုးခေါ်ယူဖို့အတွက်ကျွန်တော်မန်စီးတင်းကကြိုးပမ်းနေတာပဲဖြစ်တယ်။အဲ့တော့မကြခင်ရပိုင်းအတွင်းမှာပဲသူတို့မြင့်ဒီနေ့တော့မဟုတ်မနေ့ပြန်မှတော့ကျွန်တော်တို့ဒါမန်စီးတင်းကတဘောတို့ညမှုရပြီဆိုတဲ့တကယ်ကိုကြားတရဖို့ရှိရဗျ။အဲ့တော့ Rangers ကရောက်နေပြီကျွန်တော် Chelsea sorry ချက်ကီကကျွန်တော်တို့မကြခင်ချိန်အတွင်းမှာပဲရောက်ရှိလာတော့မယ်။အဲ့တော့ ကျွန်တော်နောက်ထပ်ဆိုရင်လည်းကျွန်တော်တို့ဒါဘယ်နောက်ခံညာနောက်ခံလူတွေလည်းဆက်လက်ပြီးတော့ line နေလို့ကြားသိရတယ်အဲ့တော့ club world cup ပြောင်းရွှေ့ပြီးမှတင်းကောင်းနေကြားရမလားဒါမှမဟုတ် club world cup မတိုင်ခင်ပဲဒီကစားသမားရောက်လာမလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမယ်ဒီချာတာကတော့ Czechia Rangers ကတော့ club world cup ပြိုင်ပွဲအတွက်အဓိကထားပြီးတော့ခေါ်နေတာပဲဖြစ်တယ်အဲ့တော့ club ကဘာဖလားပြိုင်ပွဲမှာရလက်ကောင်းနေရရှိဖို့အတွက် Man City ကတော့မှန်မှန်ကန်ကန်နဲ့ကိုလူအားဖြစ်ခွေမှုတွေပြုလုပ်နေတာပဲဖြစ်ဟုတ်ကဲ့ညီကိုတွေအားလုံးကျွန်တော်ဒါ Man City တင်းလေးကိုတင်ဆက်ပေးခဲ့တာပါကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ